လဗရန်မြို့မှာရှိနေတဲ့ပင်မကျောင်းသားတပိတ်စစ်ကြောင်းကိုရဲတပ်ဖွဲ့အနေနဲ့အင်အားသုံးချက်ပတ်ပြုတ်ခွဲတာတွေမပြုတ်လို့ဖို့ရန်ကုန်မြို့ရှိကျောင်းသားတွေကဖေဖော်ဝါရီလ3ရက်နေ့ညနေ3နာရီခွဲအချိန်ခန့်မှာမြို့တော်ကမ်းမရှိမှာဆန္ဒထုတ်ပေါ်ခဲ့ကြပါတယ်။အဲလိုဆန္ဒထုတ်ပေါ်ရမှာရပ်ပတ်အဖွဲ့အစည်းများကျောင်းသားမိဘများလာရောက်ပူးပေါင်းများရှိခဲ့ပြီးဆန္ဒပြဥယျာ60ကျော်ရှိခဲ့တယ်လို့သိရပါတယ်။ ဒီလိုမျိုးခုသူတို့ဖြည့်ချင်းပဲအချမ်းမဖြည့်ချင်းပဲဆိုရဲလောက်ရက်ကဒါသူတို့အနေနဲ့မယုံမသားလောက်ရက်လို့ကျွန်တော်မြင်တယ်။အဲ့တော့ကျွန်တော်အနေနဲ့ပြောချင်တာရိုးရိုးသားသားဖြည့်ချင်းမှာဒီမိုကရေစီအနှစ်သာရချင်းချင်းနဲ့ဖြည့်ချင်းဖို့ကျွန်တော်ဒီကနေပြီးတော့တောင်းဆိုပါတယ်။ကျွန်တော်မိမောင်းသားများကိုကျွန်တော်အချမ်းမဖို့တက်ပြီးတော့ကျွန်တော်တို့အလေးနဲ့ပြောချင်ပါတယ်။ မြို့တော်ခမ်းမရှိမှာဆန္ဒထုတ်ဖော်ရမှာကြာသရာမြို့နယ်မြို့မီမြို့ဖားဆိုသူတို့ကလာရောက်တားမြစ်မှုတွေရှိခဲ့ပြီးဆန္ဒပြနေတဲ့အကြောင်းသားတွေအနေရဲကားလေးစီနဲ့အထီးကရုံနှင်နေရဲတပ်ဖွဲ့ဝင်တရာကျော်လာရောက်လုံခြုံရေးယူမှုများလည်းရှိခဲ့တာကိုလည်းတွေ့ရပါတယ်ဆိုတာလဲဆိုရတဖက်ကကျွန်တော်တို့ဘယ်သူမှမနှောက်ယှက်ပါဘူးကျွန်တော်တို့ဘယ်သူမှလည်းမပြူထားဘူးအဆူရတော့ဒီမျိုးရဲ့မျိုးရဲ့အုပ်ချုပ်ရေးဖွဲ့မျိုးမျိုးဖွဲ့များအနေနဲ့တော့ဟုတ်ကဲ့တော့လာပြီးတော့ကျွန်တော်တို့ဘယ်သူမှမနှောက်ယှက်ပါဘူးကိုသားသမီးတွေပဲလို့ဟုတ်ကဲ့ အဲ့ဒီပြင်ဆန္ဒထုတ်ပေါ်နေတဲ့ចောင်းသားတွေကိုထောက်ကန်ကြောင်းကတိကចောင်းဆရာမတဦးဖြစ်တဲ့စာရေးဆရာမရာသက်ပန်တောင်ကိုကလည်းအခုလိုပြောကြားခဲ့ပါဗျ။နော်နောက်ခါကျတော့အဲ့ကလေးတွေကိုကျမပေါ့နော်နိုင်ငံတော်အကြီးအကဲတွေရောဘာအကုန်ပြောချင်တာကဒီကလေးတွေကဘာမှမသိပါဘူး။ เนาะဘာမသိဘူးဆိုတော့ကျွန်မပြောချင်တာကလေဟိုတို့တို့လုံးချင်စိတ်ပေါ့เนาะတို့တို့ကျွန်မချင်သေးလို့ပြောတာမဟုတ်ပါဘူးတို့တို့တခုခုလုံးလိုက်မှာဆိုလို့ပါเนาะတခုခုပြောကလေးတွေကိုဟိုကိုသားကိုသမီးလိုပဲသဘောထားပြီးတော့လေကလေးလေးတွေကိုစံမဖက်ဖို့ပေါ့เนาะကျွန်မဆရာမတယောက်နေနဲ့လူမျိုးတောင်းမှန်ပါတယ်เนาะကျွန်မကိုယ်တိုင်လည်းဒီပညာရေးဥပဒေကိုကျွန်မတို့လည်းမသိလိုက်ပါဘူးเนาะကျွန်မကိုယ်တိုင်ထဲဝင်မသိဘူးဒါကြောင့်သူတို့တောင်းဆိုနေတာဟာမှန်ပါတယ်เนาะသူတို့တောင်းဆိုနေတဲ့အပိုင်းတွေကိုကျွန်မသဘောတူပါတယ် ောက်သူတို့ညံ့စွာနဲ့လိုချမ်းဖက်ဖက်နဲ့စန္ဒပြနာကလေးတွေကိုဒီမှာအားပေးဖို့လာတာဝင်းရံဖို့လာခြင်းဖြစ်ပါတယ်။စန္ဒပြចောင်းသားတွေအနေနဲ့မြို့တော်ခမ်းမမှာစုလေဖျားကိုတပတ်ပတ်ကအကျန်းဖတ်နှိမ်နှင်းမှုအလိုမရှိចောင်းသားတပိတ်အောင်ရမယ်စတဲ့ကြွေးကြော်တန်းတွေနဲ့လမ်းလျှောက်စန္ဒထုတ်ပေါ်ခဲ့ပြီးညနေ6:00ကျော်မှလူစုကွဲခဲ့ကြပါတယ်။ ပင်မတပိတ်စစ်ကြောင်းရဲ့တောင်းဆိုချက်ရှိချက်ကိုထောက်ခံပြီးကျောင်းသားတွေကိုအကြမ်းဖက်ဖြိုခွဲတာမလုပ်ဖို့ကိုလည်းမန္တလေးမြို့ရှိတပိတ်စစ်ကြောင်းမှာပါဝင်တဲ့ကျောင်းသားတချို့နဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကလည်းမန္တလေးကျောင်းတပိတ်မှာထိုင်တပိတ်အနေနဲ့ငြင်းကြံစွာဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ဒီလိုဆန္ဒထုတ်ဖော်ရမှာအာဏာပိုင်အဖွဲ့အစည်းတချို့နဲ့လည်းရုံးရေးစကတ်မှုတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။